ဒီပမာဏအနေနဲ့ပြောမယ်ဆိုရင်တော့ဟိုကလေးတကူက register skill ပေါ့เนาะအရင်တော့အများဆုံးသုံးကြတဲ့ skill ပေါ့အဲ့ skill နဲ့သုံးမယ်ဆိုရင်ကြည့်မယ်ဆိုရင်ကလေးပမာဏတကူနဲ့တကူပေါ့6နဲ့9 9နဲ့8ဆိုတာအာ19စာလောက်กว่าပါရဲ့အစားလေယူဒနာတိုတစ်ချက်အဆင့်တက်သွားတာမဟုတ်ဘူးပေါ့ပြင်းထန်မှုကအမှန်တမ်းများပါတယ်ညီမကြီးမာနောက်ဆုံးလုပ်ခဲ့တဲ့ကလေးတွေဆိုရင်ဟိုမှာတာတာဒီတာလေးပေါ့เนาะတာကြီးလေးတာလေးမှာလုပ်ခဲ့တဲ့ကလေး6.8ရှိတယ် နောက်တစ်ခါတပိတ်ကြီးငလင်ဆိုလဲအလားတူပဲပေါ့နော်ဒီပမာဏတွေတဲ့စာရင်အခုပမာဏကခုနပြောတဲ့18စာ19စာ18စာလောက်ပိုများတယ်လို့ပြောလို့ရတယ်ပေါ့နော်တိတ်တော်ပြင်းထန်တဲ့ငလင်လည်းဖြစ်တယ်ပေါ့နော်တခါငလင်ဆိုတာဒါခုနပြောတဲ့7.7ဆိုတဲ့ကဏ္ဍကသူကငလင်လှုပ်ခဲ့တဲ့ရင်းမြစ်ပေါ့ဆူစရဲ့ပြင်းထန်မှုပြောတာပေါ့နော်ဒါပေမဲ့လူတွေခံစားရတာကြတော့သူကနေလာတဲ့အွာဝေးနဲ့ဒီမြေအနေထားတွေပေါ့အများကြီးတော့တည်တယ်ပေါ့ င်္ဂလင်းဆိုတာသဘောပေးရနေပေါ့เนาะသူ့ကိုဟိုသူ့မဖြစ်အောင်တားဆီးလို့မရပါဘူးအဲ့တော့ကျတော့ဖြစ်လာပြီဆိုရင်เนาะအဲ့တော့တခါအဲ့တော့မဖြစ်အောင်တားဆီးလို့မရလို့မြန်မာနိုင်ငံကငလင်းထိခိုက်နေတဲ့နေရာဆိုတော့အမြဲတည်ထားမှာပေါ့အချိန်မြွေးဖြစ်နိုင်တယ်ဖြစ်တဲ့အခါမှာတော့တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်မှုလိုပါတယ်ကားအိမ်နေမှာရှိနေရင်မိမိအိမ်ထဲမှာပဲတားနိုင်မှာနေပါနေတဲ့အခါမှာတော့အပေါ်ကနေပြုတ်ကြပါတာလူတွေတည်တာဖြစ်တဲ့အတွက်ကြောင့် အပေါ်ကခုကောင်းပေါ်မှာဘာမှမရှိအောင်ပေါ့နော်ဟိုပြက်ကြနိုင်တဲ့အနေအရာတွေဖြစ်နေရင်လားပေါ်မှာမီးဆိုင်နေလို့အဲယားကွန်နေလို့ဒီလိုမျိုးပေါ့နော်အမြင်ရပြုတ်ကြနိုင်တဲ့ဘာတွေရှိသလားဆိုတော့တတိထားပြီးရှောင်ပြီးတော့ဖြစ်နိုင်ငင်းငင်းလေးပဲနေပါဝင့်နေပါပေါ့နော်ခေါင်းကိုလည်းချက်နိုင်လက်နဲ့ကာထားပါပေါ့ဒါအိမ်ထဲမှာရှိတဲ့လူရဲ့အပိုင်းပေါ့ပြက်တတ်နိုင်များသူဒီအပြင်ကိုပြေးထွက်တာတို့ပြေးဝင်တာတို့မလုပ်ပါနဲ့ဘာလို့လဲဆိုတော့ပြေးဝင်ခြင်းပြေးထွက်ခြင်းကြောင့်အဲ့လိုမျိုးအဝင်အထွက်တွေမှာပို့ပြီးတော့ပြိုတတ်လို့ပါပဲလေကားတွေမှာပြိုတတ်တယ် ဝင်ထွက်ပေါက်တွေမှာရှိတဲ့ကြီးပေါက်တွေကပြိုတတ်တယ်ပေါ့နော်ဟိုကားတွေဆိုလည်းအတူတူပဲကားတွေချက်ချင်းတည်ငြိမ်ရက်လိုက်ပြီးလမ်းဘေးမှာကတ်ပြီးတော့အနေအကင်းဆုံးနေရာဟိုမီးတိုင်းတွေပဲပြီးကြနိုင်တဲ့နေရာမျိုးမှာရက်ပြီးတော့လူတွေကတည်ငြိမ်နေတာအကောင်းဆုံးပဲဖြစ်ပါတယ်ဟိုကလေးနီးပြစ်နိုင်ကြီးရှိတယ်ဆိုတော့ကျွန်တော်ကကြောက်ရမယ်ပေါ့နော်ဘဘာစကားကြောက်တိုင်ဝင်ကင်းတယ်ဆိုတယ်ပဲကြောက်တင်တယ်ဒါပေမဲ့လေအဲ့ကြောက်ချင်းကထိတ်လန့်ဥပန်ခြင်းမဟုတ်ပဲနဲ့တည်ငြိမ်နေတဲ့ကြောက်ကိုသူအေးနဲ့ရေဆိုင်ပြီးတော့ကျတော့ဖြည့်ရှင်းသွားခြင်းကအကောင်းဆုံးပဲဖြစ်ပါတယ် ဟို last slide လို့ခေါ်တဲ့ဒီပြူကြတာမျိုးကတော့ရှိတတ်တယ်ပေါ့ဒါပေမဲ့ဘုံကိုချင်းထဲမှာနေတာဒီရှင်ကြည့်မယ်ဆိုရင်တော့နေပုံမှာနေတာတဲ့ပုံကြီးအနေနဲ့ကင်းပါတယ်ငလင်နဲ့ပဲကြည့်ကြည့်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုသူဒီအသေးချောင်းငလင်ဟိုဘုံတန်ခံနိုင်အောင်လို့အပေါ်ကအကာရန်ကစတစ်သားတန်းဟိုဟိုပေါ့နော်ဖို့ထားတာတွေကိုတဲ့အိတ်ဒီခံထားတာဒါမျိုးတွေရှိတဲ့အတွက်ကြောင့်တကယ်ကြတော့ဘုံကိုချင်းထဲမှာနေလို့ဟိုဖြစ်တိုင်းကြည့်ဒီတိရိုက်နိုင်ကြည့်ဒီအိမ်ထဲမှာနေတဲ့တိရိုက်နိုင်ကြည့်တဲ့အများကြီးနေတယ်လို့လည်းပြောလို့ရတယ် ဲ့တော့ကျတော့အဲ့အတွက်တော့စိတ်ပူပေါ့ပဲပြောချင်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့ခေတ်ဒီပေါ့နော်စေစိုးရရဲ့ခေတ်နောက်ပိုင်းမှာတော့မှကျွန်တော်ပညာရှင်တွေရဲ့စကားကိုစိုးရတွေအားထောင်လေးရှိတယ်ပေါ့နော်နောက်ထပ်တော့ဒီဒီဝစီဒီပိုင်းစိုးရတွေဖြစ်တဲ့ဦးသိန်းစိန်ခေတ်တော်စားစုကြီးခေတ်တို့မှာတော့ လူသားစာနာဒီလူသားဘေးကနေတဘောဘေးကနေပတ်သက်ပြီးတော်တော်လေးကူးတဆိုင်လုတ်ခေကြတယ်အခုချိန်မှာတော့ရန်သူဒီကျွန်တော်ကျွန်တော်တိုင်းပြည်ရဲ့နေရာဒီဟာဒီဒီကျပ်ပဲစေဦးစုရဲ့လက်အောက်မှာရှိနေတော့ဒီလိုမျိုးတဘောဘေးကုညီကေတဲ့ရေးဆိုတဲ့လုပ်ငန်းဒီလူကလုတ်ရင်တောင်ဟန်ပြလောက်ပဲလုတ်နိုင်မဲ့ခြေနေရှိတယ်အဲ့တော့ကျွန်တော်ပြည်သူတွေအနေနဲ့တော့မျက်စိဖွင့်နားဆင်ပြီးတော့ပြည်ပြည်တို့အချင်းချင်းပြည်သူကပြည်သူကိုကုညီဖို့ရိုင်းပင်းကြဖို့လေကျွန်တော်လိုအပ်ပါတယ်တခါဟိုကျွန်တော်တို့မြို့သားယူရေးဆိုအပ်ကတော့တတ်နိုင်များ နီလာမျိုးစုံနဲ့ကျွန်တော်ကူညီဖို့လည်းလုပ်လဲလုပ်နေတယ်အားလုံးကတည်င်းနဲ့ချက်လက်တွေကိုလည်းမပြတ်နားထောင်ပြီးရောကြီးစုပြီးတော့အချင်းချင်းလဲကူညီလို့ဟိုအစိုးရနဲ့နိုင်ငံတကာဘက်ကကူညီလာရင်လည်းဒါကိုတူအပ်တဲ့နေရာတွေကိုစင်ခဲစင်ခဲဆောင်ရွက်ပေးကြပါလို့ပဲကျွန်တော်တို့ပြောချင်ပါတယ်ဂလင်ဘေးရဲ့နေသည်ဆက်ပြီးတော့လည်းရှိနေသေးတယ်ဒီနေရာအပြင်တခြားနိုင်ငံတခြားဂလင်ပြည်ရေးစုံတွေမှာလည်းထပ်ပြီးရှိနိုင်နေတယ်ဆိုတော့ကျတော့မင်းမပြတ်တတိရှိဖို့လည်းလိုတယ်တီတီငင်ငင်နဲ့ AC တို့ပြန်နိုင်ဖို့လည်းလိုပါတယ် ကလေးကတော့ဖြစ်ပြီးသွားပြီပေါ့ကလေးညီကလှုပ်ပြီးသွားရတဲ့အတွက်ကြောင့်ဟိုအရေးပေါ်ချက်ချင်းတော့ပြန်မှုဆိုတော့ဖြစ်ပြီးလှုပ်ခဲ့ပြီးသားတွေဖြစ်ကြပါပေါ့နော်ဒါပေမဲ့လည်းကလေးဖြစ်လိုက်တာနဲ့တခါအချို့စာအုပ်တွေဒီမှာအဲကြောင်းနေဖြစ်လာတယ်တခါဟိုမြည်လွားအဲကြောင်းနေရလဲဥမာဆေးတွေပေါ့နော်တာတမန်တွေမှာဖြစ်နိုင်တယ်တံသားတွေမှာဖြစ်နိုင်တယ်ဒါတွေကနောက်ထပ်နောက်ဆက်တွဲကလေးလေးတွေကတေချာပေါက်ဆက်ပြီးလှုပ်နေဦးမှာပေါ့အခုလည်းအများကြီးလှုပ်နေခဲ့တယ်ဒီနောက်ဆက်တွဲကလေးနဲ့အတူသူကဆက်ပြီးပြိုးချနိုင်နေရှိတယ်အဲ့ဒါကိုလည်းသိထားကြဖို့လိုတယ်ပေါ့နောက်တခါဒါအလိုက်နေ နောက်တစ်ခါရေနံစီလောင်ကန်နေလောင်ကန်နေပေါ့တော့လောင်သားကြီးလောင်ကန်နေဒါတွေကသတိကြီးစွာထားမယ်ဘိုင်းဖြစ်နေတယ်။သူပါတို့စိတ်ပြီးတော့ guest တွေထွက်နေတယ်မီးပေးအန်နေသည်ဟိုရုတ်တရက်ထပြီးတော့ဖြစ်နိုင်တယ်ပေါ့အခုတောင်မီးလောင်နေတာတွေတော့များနေပြီဒီတွေ့လဲဟိုတော်တော်လေးကိုစေးဦးနေစေးကနေတော့ပြည့်ပြည့်ကြည့်အေးကြညက်နေလို့ကြားရတဲ့ခါကျတော့ဒီလိုဖြစ်စင်ပြီးနောက်ထပ်ဆက်ပြီးတော့လည်းသွားနိုင်တယ်တခါအပြုတ်ပြည့်တွေကြားထဲမှာဟိုရှားလို့မတွေ့သေးတာတွေလူတွေပြိမိနေရတယ်ရှင်းနိုင်တယ်ဒါတွေကိုလည်းညံကယ်စေဖို့ လိုအပ်တယ်ပေါ့နော်ဒီလိုအချိန်မှာရှိတဲ့စည်ရန်တရားတွေကိုစူးစီးပြီးတော့ကြတော့တက်ဆိုင်ရာကုမ္ပဏီတွေပဲဖြစ်ဖြစ်တခြားလုပ်ငန်းငွေနေရာဖြစ်ဖြစ်ပေါ့နော်ယူပြီးတော့အမြန်ပြင်ဆင်ပြီးတော့ဆောင်ရွက်နိုင်ရင်တော့ကောင်းပါမယ်ဟုတ်ကဲ့